ကောင်တွေကိုခမရေးယူနေအောင်လို့အောင်မှာဖမ်းအောင်စီးအောင်လို့အောင်မှာငါလုံးမသားတွေကငါလုံးမသားတွေကမင်းတို့တပ်မတော်မှာလုံးမလုံးတက်ကောင်တွေအများကြီးရှိတယ်အခုငါးနေချောင်းနေရှိပြီသူတို့ကိုပေးထားတဲ့တာဝန်တွေဘယ်သူကြည့်လဲရဲရလဲရဲစခန်းထဲမှာပဲထိနေတယ်တက်ကလည်းတက်စခန်းထဲမှာပဲထိနေတယ်တက်ပြင်ကိုထွက်ရဲလို့လားတခါတက်ပြင်မထွက်လို့အတအသေးပြောက်မရှိဘူးလားဆိုတော့လေကြက်လာဟာကြက်ကလေးလို့ငှက်ကလေးလို့ကြက်လာအမဲ့ချွေချွေခန်းနေရတယ်အမဲ့ချွေချွေခန်းနေရတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရဒီမှာဒီနေ့2025ရွမ်းလာ9ရက်နေ့မနေ့ကင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးပြောမယ့်သတင်းကတော့စာနာစင်ဆက်ကြီးရေးမြမနူတူလန်ရေးကိုထောက်ခံအားပေးပြီးအယူဂျီဝန်ကြီးများကိုယ်စားလှယ်များနဲ့တွဲဆောင်ခဲ့သူအေဂျီမြောင်ကတောင်ကိုရီးယားသမ္မတဖြစ်လာပါတယ်လို့သိရပါတယ် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီး2021ခုနှစ်ကနေအခုချိန်ထိစစ်အာဏာရှင်ဆန့်ကျင်ရေးမြန်မာလူထုတို့လမ်းရေးထဲမှာထထဝံပါဝင်တဲ့သူတွေကိုဘလူးတွေကာကွယ်ဆောင်ရွက်မှုတွေလုပ်ခဲ့လေဒီထက်မှာဘလူးတွေကိုကင်ခဲ့လေဒုဒါပြင်စစ်အာဏာရှင်ဆန့်ကျင်ရေးမြန်မာလူထုတို့လမ်းရေးကိုသူကလည်းဘလောက်ထိထောက်ခံအားပေးခဲ့လဲဆိုတာကိုခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြထားတာကိုကျွန်တော်တင်ဆက်ပေးရမယ်စာနာစင်ဆက်ကြည်ရေမြမတို့နေဦးတော်လန်ရေကိုထောက်ခံအားပေးပြီးအယူဂျီဝန်ကြီးများကိုစလီမြနဲ့တွဲဆောင်ခဲ့သူအေဂျီမြောင်ဒီ တောင်ကိုရီးယားသမ္မတအဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားကလည်းလာတဲ့သတင်းများအရာသိရှိရပါတယ်။ယွမ်လာ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင်အတက်ခံဒီမိုကရေတစ်ပါတီဥက္ကဋ္ဌအီဂျီမြောင်ကအနိုင်ရရှိသွားပြီးသမ္မတအဖြစ်ရွေးကောက်ခံခဲ့ရခြင်းဖြစ်သည်။တောင်ကိုရီးယားသမ္မတဖြစ်လာသူအေဂျီမြောင်ဒီမြန်မာလူ့တော်လှန်ရေးကြီးစတင်ခြင်းကလေးကယနေ့အချိန်ထိမြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူ ိုရီးယားနိုင်ငံရဲ့အတန်ဝန်ကြားမှာလေတောင်ချောင်းထောင်ပြီးတော့မြန်မာကျန်းဖက်စက်ကုစုကို ပြင်းထန်စွာကန့်ကွက်ဆွချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရဲ့လောရှားမှုနဲ့ထုတ်ပတ်မှုအားကောင်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်သောစာနာသိမ်းမှုစမ်းကျင်ရေးကော်မတီကိုရီးယား၏မြန်မာနေဝက်အဖွဲ့အစည်းအတွက်အထောက်အားအထူးအထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်းအယူဂျီတောင်ကိုရီးယားကိုစလီယောင်းကသတင်းထုတ်ပြန်ထားပါတယ် 2021ခုနှစ်မလနေ့ရက်နေ့မြန်မာနိုင်ငံတွင်စာနာသိမ်းပြီးတလအကြအတက်ခံခေါင်းဆောင်အေဂျီမြွန်ဒီကိုရီးယားနိုင်ငံဂယွန်ကီဒူပြည်နေ၏အချို့ရေးမှုအဖြစ်တဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှာအဖွဲ့ဝင်များ ဖြစ်ကြသည့်ဦးရန်နန်ထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယွန်ရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနဟိုဆိုမှုသူမြန်မာ အလို့သမားလူမှုဖူလုံရေးစင်တာနဲ့မနီဝေယီ စုံကုံဝဲတကတူကျောင်းသူတို့ကိုဖဲကြတွဲဆောင်ခဲ့သည်တို့ချင်းကအုတ်ချွေမှုအကြီးမြောင်ကလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသောနိုင်ငံရဲ့အခြေအနေအရေးရဲ့ကိုသိရှိပါကြောင်းရှာနာသိမှုကိုလည်းကန့်ကွက်ရှုချက်ပါကြောင်းမိမိတို့ကယောင်ကီတူပီနေအနေဖြန့်တာမက ကိုရီးယားအန်ဆူရဲ့အနေဖြင့်လည်းမြန်မာနိုင်ငံအတွင်းစာနာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရစ်နဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်စေရစ်အတွေ့အဖက်ဖက်မှအစွမ်းကုန်ကိုငင်းဆောင်ရစ်ပေးမိဖြစ်ဖြစ်ပါကြောင်းဖန်စီထင်းထင်းခံထားရသည့်နိုင်ငံခေါင်းဆောင်များအတွေ့လည်းအလွန်ဆိုးရင်ပူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရစ်အတွေ့ငါပေတောင်းဆိုသွားမိကြောင်းကိုတက်ကြွစွာ ဖော်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ကယောင်ကီတူပီနယ်အုတ်ချွတ်ရေးမှူးအဖြစ်ရှင်းနေစဉ်ကအီဂျီမြွန်က၎င်းအုတ်ချွတ်နယ်သည့်ကယောင်ကီတူပီနယ်၏ဥပဒေသတ်မှတ်ချက်များနဲ့အငင်းမြန်မာနက်ဝက်အဖွဲ့အစည်းကို တီထောင်ခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်။ဖြစ်ပြီး2024ခုနှစ်မေလ16ရက်နေ့ကွမ်ကျူးမြို့ငါတက်သမ 18နှစ်ပတ်လည်အခမ်းအနားအတွက်အမျိုးသားညီညွတ်ရေးအစိုးရ UNG နိုင်ငံချက်ရေးဝန်ကြီးဒိုယီမအောင်စီမံကိန်းဗန္ဒာရစ်နဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနန်တို့နဲ့တွဲဆောင်မျိုးဆက်ရှင်ကလည်းမြန်မာဒီမိုကရေစီ ရေးကိုဆက်လက်အားပေးထောက်ခံနေမည်ဖြစ်ကြောင်းကိုစင်က DA အကြီးမြေအကြီးမြောင်းဒီလွတ်တော်အမတ်တူဖြစ်တယ်လို့ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရပါတယ် ဒါကတော့အာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆက်ဆက်နေလို့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။သူကတော့အခုကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့ဟာကိုအပိနေသူဖြစ်ပါတယ်။သူကအခုချိန်မှာမြန်တောင်ကိုရီးယားနိုင်ငံမှာအာတမရအဖြစ်ရုပ်ကိုခံနေလာလို့သိရှိရပါတယ်။ဒါကတော့သတင်းကောင်းတစ်ခုအနေနဲ့ပေါ့နော်။ဒီသူကရုပ်အာတမရအဖြစ်ရုပ်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့တွလိုင်းတစ်ဖို့တွေအတွက်ရောအာဆက်အနာရှင်စန်းကျင်ရေမြန်မာနိုးတွလိုင်းရေအာကိုလောရှက်နေသူတွေအတွက်ကို အာကျွန်တော် တော့အကူတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်တို့မျောလင့်ပါတယ်ဒါကတော့ကျွန်တော်တို့ရင်းနေသူတွေရင်းနေတဲ့သူလို့သိရပါဘူးမနော်ဆက်အနာဆင်ဆန့်ကျင်ရေမြန်မာနေဦးတော်လန်ရေကိုထုတ်ခံအားပေးသူအေဂျီမြောင်ကကျွန်ကိုရီးယားတမဒဖြစ်လာပြီတောင်ကိုရီးယားတမဒဖြစ်လာတဲ့နဲ့မြတ်ကျွန်တော်တို့ဆက်အနာဆင်ဆန့်ကျင်ရေမြန်မာတော်လန်ရေအတွေ့ဘလို့ထင်မြတ်အထောက်အကူဖြစ်မလဲတရင်တစ်ခုကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါ တောင်ကိုရီးယားပြည်သူတွေဒီဒီကျင်းရွေးချယ်လိုက်တဲ့သမရအေဂျင်ပြောင်းဟာမြန်မာမှာစစ်အာဏာသိမ်းမှုကို2021ခုနှစ်ကတည်းကဆန့်ကျင်ရှုံချခဲ့တဲ့သူဖြစ်ပါတယ်။သူဟာအတိုက်ခံပါတီခေါင်းဆောင်ဘဝနဲ့တောင်ကိုရီးယားနိုင်ငံဂယောင်ဂီဂျိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်ခဲ့စဉ်ကတည်းကလည်းမြို့သားညီညွတ်အစိုးရတာဝန်ရှိသူတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့သလိုမြန်မာစစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့တောင်ကိုရီးယားကိုတင်းရှောင်ခုလုံခဲ့ရသူတွေနဲ့ကိုရီးယားရောက်မြန်မာအရေးလှုပ်ရှားသူတွေကိုလည်းဒဇိုက်မက်မက်ထောက်ခံအားပေးခဲ့သူဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့သမရရွေးကော ောက်ပွဲမှာကတည်းကသူ့ကိုကိုရီးယားရောက်မြန်မာတွေကသမရဖြစ်စေခြင်းခဲ့ပေမဲ့သမရဟောင်းရွန်းဆက်ရိုးကိုရှုံးနိမ့်ခဲ့ရပါတယ်ပြီးခဲ့တဲ့လတွေမှာတော့တိုင်းပြည်ကိုစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီးစစ်တပ်အုပ်ချုပ်မှုအောက်ပြန်အောင်ကြိုးပမ်းတယ်ဆိုပြီးတောင်ကိုရီးယားပြည်တွင်းမှာသမရဟောင်းရွန်းဆက်ရိုးကိုကြီးမားတဲ့စန့်ကျင်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်ဒီဖြစ်စဉ်တွေပြီး6လကြာမှာကျင်းပတဲ့ရွေးကောက်ပွဲမှာတော့အတိုက်ခံခေါင်းဆောင်အီဂျင်မြောင်သမရဖြစ်ရွေးချယ်ခံခဲ့ရပါတယ်တိုင်းပြည်တပြည်မှာစစ်တပ်ရှိနေတဲ့အကြောင်းရင်းကတိုင်းသူပြည်သားတွေရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့ပြည်သူလုံခြုံ ွင်အတွက်ဖြစ်ပြီးအဲ့ဒီလိုပြည်သူကိုကာကွယ်ပေးရမယ့်စစ်တပ်ကသူ့ပြည်သူတွေကိုလက်နက်နဲ့ပစ်ခတ်တပ်ဖြတ်နေတာတွေကိုလုံးဝလက်သက်မခံနိုင်ဘူးလို့လွန်ခဲ့တဲ့၄နှစ်ကျော်တုန်းကပြည်내အုပ်ချုပ်ရေးမှူးအီဂျီမြောင်းကပြောခဲ့ပူပါတယ်။ မြန်မာပြည်သူတွေစင်နှလုံးမချမ်းမြေပဲနာကျင်ခံစားနေရမှာကိုသိပေမဲ့မျောလင်းချက်နဲ့ရဲစွမ်းတက်ဒီကိုမစွန့်လွတ်ဖို့နဲ့မြန်မာဒီမိုကရေစီຫນွေဥအရေးတော်ပေါ်ကိုထောက်ခံတယ်လို့လက်သုံးချောင်းထောင်ပြီးတော့လဲသူကပြောခဲ့ပါတယ်။တမရအေဂျီပြောင်ဟာ1988လွန်မြန်မာဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေကိုထောက်ခံအားပေးခဲ့တဲ့တောင်ကိုရီးယားတမရဟောင်းကင်ဒေးဂျုံလိုနောက်ထပ်တမရတဦးကိုရလိုက်တာလို့တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးတာဝန်ခံဦးရန်နိုင်ထွန်းက BBC ကိုပြောပါတယ်။တမရကင်ဒေးဂျုံဆိုတာဒီကေဆုရရှိခဲ့တဲ့ကိုရီးယားနိုင်ငံရဲ့တမရကြီးဖြစ်ပါ ါတယ်သူဆိုလို့ရှိရင်မတ်ဒီနီစီရေးကိုရှင်ဆက်မပြတ်တောက်လျှောက်ဥပုံနေနေကြောင်ကြကြသူအပီးထောက်ခံခဲ့တဲ့ပုံစံဖြစ်ပါတယ်အဲအစီဂျူဒီဝင်ကြီးကျေးဇူးတော်ဆိုင်နေပေါ့ဆိုရင်လည်းသူကထိတ်ပြီးတော့ပြေဆုံးလာပြီးပါတယ်သူလုခဲ့တဲ့ကမ္ဘာကြီးကျူဖြစ်တယ်ပေါ့လေကိုရီးယားနိုင်ငံမှာမတ်ဒီနီစီဖတ်တော်ကအတမနာတူညီရရှိလိုက်တယ်လို့အဲ့လိုသူစတင်ကြည့်ပြီးတော့အနာပီတီဖြစ်ရပါတယ်အရင်ကလိုတဲ့တက်ကြွကြနဲ့အချိန်ကနေပြီးတော့ပါဝင်နေဦးအားလုံးလေးကောင်လေးသွားလိမ့်မယ်ထို့တော်လည်းသူ့အနေနဲ့တုတ်ပေးနိုင်တဲ့အစွဲကနေပြီးအစွမ်းတော်သူတကူသွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မှန်းလင်းပါတယ် သမရအီဂျီမြောင်ဟာဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်လဲစုံစမ်းမေးမြန်းခဲ့ဘူးတယ်လို့ဥယျာဉ်နိုင်ထွန်းကပြောပါတယ်။2021ခုနှစ်မတ်လမှာပေါ့လေဒီရုံးကမှာကျွန်တော်တို့တော်တော်ပြီးတော့ပြေစုံခဲ့တဲ့အချိန်မှာတော့ဥစွာဒီပြောတာကတော့နိုင်ငံရေးအကဒမီနဲ့ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကိုပြီးပါတယ်ဒီလိုဖြစ်နေလေအခုလက်ရှိအချိန်မှာအဘိညာမှာရောက်နေပြီပေါ့ပြည်နယ်ရဲ့အရန်ဆိုရင်ဒီမတ်ဒီမိုစီရဲ့ icon တစ်ခုဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကျမဖို့တူတယ်သူကရှိမှတာနဲ့တိုင်းပြည်ကိုဆက်လက်ပြီးတော့ ပြီးဆောင်နိုင်တဲ့အနေအထားတွေအများကြီးရှိတယ်ဒီနေ့အဲ့ဒါကြောင့်မလို့သူအနေနဲ့တက်ပါသေးတယ်လေတက်ပါသေးတယ်လေဒီနေ့မှာစတောင်းလို့ ဒီနေ့ဒီတောင်းဆိုမှုကိုဒီပြုလုပ်သွားပါမယ်ဆိုရင်တခါတော့ဒီအမေကြီးကဒီပြောကြတာတောင်းလိုက်ပါတယ်ခင်ဗျာသမရအကြီးမြောင်ဟာသူ့ရဲ့မဲဆွယ်စီယုံရေးမှာသမရဟောင်းရွတ်ဆက်ယူရဲ့စေုပ်ချုပ်ရေးအမိန်ထုတ်ဖို့ကြိုးပမ်းမှုကိုစန့်ကျင်မဲဆွယ်ခဲ့တာဖြစ်ပြီးအဲ့ဒီမဲဆွယ်စီယုံရေးဗျူဟာကသမရဖြစ်လာစေခဲ့တာလို့ BBC ကိုရီးယားဌာနအကြီးတန်းသတင်းတောက်ကင်ဟွန်ဂျင်းကပြောပါတယ်ဒါပေမဲ့အဲ့ဒီလိုမဲဆွယ်မှုတွေထဲမှာစစ်တပ်အာဏာသိမ်းထားတဲ့မြန်မာကိုတီးခြားထုတ်ဖော်ရည်ညွှန်းမဲဆွယ်တာမျိုးမရှိခဲ့ဘူးလို့သူကဆက်ပြောပါတယ်တစ်ဖက်မှာလည်းအခုသမရအသက်ဟာတရုတ်မြောက်က ကိုရီးယားရုရှားတို့နဲ့ပုံမရင်းနေတဲ့ဆက်ဆံရေးရှိထားပါတယ်။ဒါကြောင့်ဒီမိုကရေစီအရေးကိုသူထောက်ခံရင်တော့မှရှုပ်ထွေးတဲ့ကမ္ဘာနိုင်ငံရေးအခင်းကျင်းကသူ့ရဲ့ရည်တည်မှုပေါ်တက်ရောက်လွှမ်းမိုးမှုရှိနိုင်တယ်လို့လည်းကင်ညွန်ချင်းကဆက်ပြောပါတယ်။ဒါကြောင့်သမရဖြစ်လာတဲ့အခါမှာမစ္စတာအီဂျေမြောင်အနေနဲ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံခြင်းနဲ့ဆိုရင်တော့တရုတ်နိုင်ငံကဘလို့တုံ့ပြန်မလဲဆိုတာကိုစဉ်းစားရမှာပါလို့ BBC ကိုရီးယားဌာနသတင်းတောက်ကပြောပါတယ်ခင်ဗျာ။ Yes ဆိုတော့ဒါကတော့ VC သတင်း Talk ကနဲ့ပြီးပြီးတော့ရရှိထားတဲ့သတင်းတွေကိုပြင်ပြီးတော့နှတ်ထောင်ရတာဖြစ်ပါတယ်ဆိုတော့ဘလူတွေလုံနိုင်မလဲဆိုတာကိုအသေးစိတ်နှတ်ထောင်စီစဉ်တော့เนาะပြင်ပြီးတော့ချက်ပြပြတာဖြစ်ပါတယ်နောက်မှရုပ်သံဖန်တွေကိုပြင်ပြီးတော့စွစွန်းထားတာရှိပါတယ်ပြင်ပြီးတော့နှတ်ထောင်ကြည့်အောင်ပါဟလာဒီတော့မပြန်ပါဘူးတဲ့ယုံတင်တရားဆွဲပြီးတတ်ကြယုံတင်တရားဆွဲပြီးဆွဲတရားဆွဲအပြီးမှာတဲ့အတိအကျသိရမှာပါတဲ့ပြည်သူတွေတက်တော့ဒီပွဲမှာဘယ်မီဒီယာသမားကဘယ်လိုစိတ်ထားရှိတယ်ဆိုတာတင်းတင်းရှားရှားမြင်ကြရတဲ့ပွဲပါပဲတဲ့အမှန်ကန်မဲအဲ့ဒါ အဲ့ဒါဆရာကိုရွှေမျိုးဝင်းရေးထားတဲ့စာမင်းတို့ကရာရာသုံးပြက်လို့မရဘူးမင်းတို့ကအကုန်လုံးကိုပြည်သူလူထုကိုမင်းတို့ကတရားဥပဒေကြီးလုံးနေတာမင်းတို့ကချုပ်ကင်ထားတာမင်းတို့ကချုပ်ကင်ထားတာပြည်သူလူတွေရဲ့ဗဇက်ပေါက်တွေကိုမင်းတို့ကပိုက်နေတာငါလုံးမသားတွေမင်းတို့ကအဲ့လိုပြည်သူလူထုကိုကြလားပြည်သူလူထုကိုအဲ့လိုချင်းချောက်တာတွေလောက်တာတွေကကြလားမင်းတို့ကချင်းချောက်တာတွေအဲ့လိုမျိုးချင်းချောက်တာတွေလုံးလုံးမဲ့စားတော့မင်းတို့တပုံးတွေကိုနေအောင်သွားတိုက်ခိုင်းဖို့ကွာတပုံးတွေကိုမလုံးတဲ့ကောင်တွေကို ကြက်လားဘယ်ဘယ်တက်မှုကဘယ်တက်မလို့အကောင်ကအလုပ်မလုပ်ဘူးလဲအဲ့လိုအကောင်တွေကိုခမရေးညွန်နေအောင်လုံးအောင်မဖမ်းအောင်စီးအောင်လုံးအောင်မငါလုံးမသားတွေကငါလုံးမသားတွေကမင်းတို့တက်မလို့မလုံးမလုပ်တဲ့ကောင်တွေအများကြီးရှိတယ်အလုပ်လုပ်တဲ့နေရာတွေမှာလုံးလုပ်တယ်အခုငါနေချောင်းနေရှိပြီသူတို့ကိုပေးထားတဲ့တာဝန်တွေဘယ်သူကြည့်လဲရေးရလဲရေးသခန်းထဲမှာပဲထိနေတယ်တက်ကလည်းတက်စခန်းထဲမှာပဲထိနေတယ်တက်ပြင်ကိုထွက်ရဲလို့လားတက်ကတက်ပြင်မထွက်လို့အတေအပြောက်မရှိဘူးလားဆိုတော့လေ က်လာဟာကြက်ကလေးလိုငှက်ကလေးလိုကြက်လာအမဲ့ချွေချွေခန်းနေရတယ်အမဲ့ချွေချွေခန်းနေရတယ်အဲလာလာလိုက်သေးတယ်ကြက်လာလူကိုချိမ့်ချောက်တာကြက်လာလက်ရှိတတ်မတော်ဆိုးရကိုတဲ့အယုံကြည်မဲ့အောင်အထက်အောက်သွေးကွဲအောင်လှုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့အထိပါကြမ်းစီတယ်တဲ့ပူတက်တချိုကောင်ရဲ့ကြံရပါအပေါင်းပါတယ်ပူတက်တချိုကောင်တချိုကောင်သူတို့ပြောတဲ့ဒါဟိုလာဘုရကိုဇော်ပုံးကြီးပေါ့ဗျာကြာကြံရပါကြံရပါအပေါင်းပါတသိက်ကိုလည်းတခါလေးရှင်းထုတ်ရမယ်တဲ့တခါလေးရှင်းထုတ်ရမယ်အချိန်ခါကောင်းပဲတဲ့ငါလိုးမသားတွေလောက်ကြပါကွာမေလိုးတွေက မေလိုးတွေကမင်းတို့ကမင်းတို့ကမင်းတို့ကတကယ်ကိုအာနာရှင်အာနာရှင်လက်ပါးစီအာနာရှင်လက်ပါးစီမင်းတို့ရဲ့အဘတွေအကျိတ်လိမ့်လုံကြပေါ့ကွာဒါမှမင်းတို့ကမင်းတို့ပြောစကားကိုအဘတွေကနားထောင်တာဒါကြောင့်မို့နားထောင်နေတာနားထောင်နေတာအဘတွေကမင်းတို့ကမင်းတို့ကအဘတွေအကျိတ်ပဲလိမ့်လုံတော့အဘတွေကမင်းတို့ပြောစမြမင်းတို့ရေးစမြကိုအကုန်လိမ့်လုံတယ်လိမ့်လုံတယ်လိမ့်လုံတယ်အဲ့ဒါကြောင့်မို့လို့လေမမတင်တာတွေမှားတယ်မလုံတင်တာတွေကိုလုံတယ်လုံတင်တာတွေကိုမလုံဘူး ချိန်ကောင်းကောင်းပဲနော်တဲ့ဘယ်သူတွေကြံရပါလဲဆိုတာတဲ့တကူတကလိပ်ရှာနေရတာဟုတ်တယ်ဒီကကြီးထဲမှာတကူတကလိပ်ရှာနေရတာမလို့ဘူးဟုတ်တယ်လိမ့်ပေါ်မှာရောအပြင်မှာပါစောက်တန်ထွက်လာတဲ့ဟာမှန်သမျှတက်ရှုံကောင်းရဲ့ကြံရပါတွေပဲတဲ့ကြလားဖြစ်နိုင်တာမို့ဘယ်ကောင်စောက်တန်ထွက်ရဲ့လဲစောက်ကြည့်ပြီးစိလိုက်ုံပဲတဲ့စိလိုက်ပေါ့ကွာမင်းမင်းတို့ကောင်တွေကြလားစောက်ကြည့်လိုက်ငါပြီးခဲ့တဲ့နေ့ကလည်း၁၇လပိုင်းပြန်လာတယ်ငါဒီနေ့လည်း၁၇လပိုင်းပြန်လာအောင်ပါပြန်လာအောင်ပါအဲ့ချိန်ကျငါ့ကိုစောက်မစောက်ကြည့်ပြီးမင်းဆွဲစီဖို့ကြိုးစား မင်းတို့ပဲလိုအပ်တယ်လို့ထင်နေတာမင်းတို့ရေးတဲ့စာအုပ်ပဲကြည့်မင်းတို့ပဲမင်းတို့မီဒီယာရေးတဲ့အာအုပ်ပဲကြည့်ကြက်လားမင်းတို့ပဲစောက်တန်ထွက်မယ်မင်းတို့ပဲစောက်တန်ထွက်မယ်ကြံတဲ့လူကစောက်တန်မထွက်ရဘူးအဲ့လိုလက်ပါစီဟန်ငယ်ဦးတို့လိုပုံကိုယ်တွေပါဆိုတာကိုလာပြောတာအာပြောတာအဲ့လိုပုံကိုယ်တွေကလည်းပဲအန်ဒရယ်ကြီးပါတယ်ဆိုတော့ကြောင့်လာပြောတာဗျာအင်းကဲဆိုတော့ဒီဟာကတော့ဟန်ငယ်ဦးအခုရုပ်ဖောင်းဟင်းကဖန်ခံရတယ်ဖန်ခံရတယ်ပတ်ပတ်ပြီးတော့အာဘုံမရက်ခွဲမှာနှစ်ဖက်ကွေးပြီးတော့ ရန်ဖြစ်နေကြတဲ့ရုပ်ဖောင်းရဲ့ဖန်းခံရလို့ပျော်နေတဲ့လူကတသက်ပြီးရင်အဝန်းနေပြီးတော့အော်ဟစ်နေတဲ့လူကတသက်ဘောနော်ဆိုဒီဟာကတော့ဒီထဲမှာပြောဆိုတာကတော့စစ်တပ်တွေကိုအာဘာညာဘောနော်အများကြီးပြောဆိုတာရှိပါတယ်ဒီဟာနားထောင်လိုက်လို့ဆိုလို့ရှိရင်တော့အကောင်းလုံးကရောပြီးတော့ထက်သွားတာဖြစ်ပါတယ်ဒီဟာကတော့အာလုံးဝကိုအခုအချိန်မှာဆိုလို့ရှိရင်အာရုပ်ဖောင်းရင်းကအထူးတောင်းခံရပြီလို့သိရှိရပါတယ်မျက်နှာတစ်ဖက်မှာတော့အာထောင်ရောင်းအထောင်ရောင်းပြီးတော့အဲမှာ မျက်စိကမဖွက်နိုင်တော့ဘူးလို့သိရတယ်။ဒီကဆစ်ဆေးခံရလို့ဒီကတချို့တွေသတင်းတွေကြားရတာကတော့တကယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာကတော့အာသူ့တဲ့ပုံတွေထွက်လာမှကျွန်တော်တို့မီမီနမ်းမှသိမှဖြစ်ပါတယ်။ဆိုတော့ဒီမျိုးကတော့အာဆစ်ဆေးမှုတော့မနေ့ကလောက်ခဲ့တယ်။လောက်ခဲ့ပြီးတော့အာမျက်နာတော်မှနော်မျက်စိတော်မှမဖွက်နိုင်တော့ဘူးအခြေအနေဖြစ်ဖြစ်နေတယ်လို့သတင်းတွေကြားသိရပါတယ်။ဒါကတော့ရုပ်ဖုံးကြီးအခြေအနေနဲ့ပတ်သက်ပြီးတော့လွန်မြတ်နေတဲ့အာယူတာဖက်ကိုပြင်ပြီးတော့ကြီးရတာဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအားပေးနေကြတဲ့တော်လံပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းဆဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။